မင်္ဂလာပါအခေယစပေါ့ရဲ့ Champion League Semi Final ဒုတိယကျောပွဲစဉ်ရဲ့ပွဲချုပ်၃တဲ့ချက်စီစဉ်နဲ့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရစေကျွန်တော်တို့အခေယ Host ကောင်းခဏနိုင်ဖြစ်ပါတယ် မင်္ဂလာပါကျွန်တော်တို့မြန်မာလိဂ်စဉ်ကစားသမားဟောင်းတန်ထောင်ဖြစ်ပါတယ်ခွေးဒီတစ်ခေါက်ချန်ပီယံလိဂ်ဆီမီဖိုင်နယ်ဒုတိယအကြော့ပွဲစဉ်တွေကနောက်ထပ်ပွဲစဉ်တွေဘယ်တော့ရွေးချယ်ပေးထားလဲဘယ်ပွဲစဉ်တွေများဖြစ်မလဲဆိုတော့ပြပြပေးပါအောင်ဗျဟုတ်ကဲ့ပါခွေးဒီပွဲစဉ်ကတော့အခုလာမယ့်ဘော်ဒူးနေညနဲ့ကြာသပတေးနေ့နဲ့တနအိဘွဲမှာရှင်မြန်ကစားမယ် UEFA ချန်ပီယံလိဂ်ဆီမီဖိုင်နယ်အဆင်ရဲ့ဒုတိယအကြော့ပွဲစဉ်ဖြစ်ရှင်မြန်ကစားမယ် PSG အသင်းနဲ့အာဆင်နယ်အသင်းတို့ရဲ့ပွဲစဉ်မျိုးဖြစ်ပါတယ်ခင်ဗျာဆိုတော့ပထမအကြော့တုန်းကတော့အာဆင်နယ်အသင်းကအိမ်ကွင်းမှာဒါကျွန်တော်ပို့ပြီးတော့ပုံစံကောင်းပြသနိုင်ခဲ့မယ်လို့ထင်ခဲ့ပေမဲ့ပရင်းစစ်ဂျာမန်အသင်းကဒါ1-0ဆိုတဲ့ရလဒ်တစ်ခုနဲ့အနိုင်ရရှိသွားတယ်1-0ဆိုတဲ့ရလဒ်တစ်ခုက ဒါအကယ်၍ဒီဒူတရအချောမှာသာအာဆင်နယ်တင်းကတကိုးပြန်ပြီးတော့တွင်းနိုင်ခဲ့တယ်ဆိုရင်တော့သူတို့ရဲ့ဒါကျွန်တော်တို့မျှော်လင့်ချက်ကဒါပြန်ပြီးတော့အသက်ဆက်လို့ရသေးရဆိုတဲ့အနေအထားဖြစ်တဲ့တော့အရင်ခွာချချက်ကတော့ကြီးမားနေရတော့မဟုတ်ဘူးဒါပေမဲ့ဒီတစ်ခေါက်ပွဲစဉ်မှာလည်းပရင်စစ်ချာမေးအတင်းရဲ့အိမ်ကွင်းဖြစ်တဲ့တော့အာဆင်နယ်ကတော့ပို့ပြီးတော့ခက်ခဲသွားတဲ့အနေအထားတစ်ခုပြဆိုတော့ဒီနေ့တင်းရဲ့ထိတ်တိုက်တွေးဆမှုဒူတရအချောဟာဒါကျွန်တော်ပထမအချောထွက်ခဲ့တဲ့ရလက်ကြောင့်ပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းလာတာဖြစ်ပြီးတော့ဒီနေ့တင်းရဲ့ရှေ့ရပွဲစဉ်တွေရလက်တွေနဲ့တူပဲစလိုက်ကြအောင်ပြ ်မင်္ဂလာပါအခေယမီဒီယာရဲ့ပုံမှန်တင်ဆက်ပေးနေကြအကြောင်းအရာတွေကိုအခေယ .com.mm ဆိုတဲ့ website ကနေတစင်ဝင်ရောက်ဖတ်ရှုနိုင်ကြတာအားလုံးလည်းသိကြလိမ့်မယ်လို့ထင်ပါတယ် local domain ဖြစ်တဲ့အပြင် VPN မလိုပဲဝင်ရောက်ကြည့်ရှုနိုင်ပြီးအချိန်နဲ့တပြေးညီတင်ဆက်ပေးကြလို့ဖြစ်ပါတယ်ဝင်ရောက်ရမှာလဲခက်ခဲရှုပ်ထွေးမှုတွေမပါဝင်တဲ့ပေါ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 ဝင်ရောက်နိုင်ကြလို့အခေယ .com.mm ကိုအခုပဲဝင်ရောက်ဖတ်ရှုကြဖို့အတွက်ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါကွယ်ဒီနေ့တင်းရဲ့ကျွန်တော်ဒီပထမအကြော့ပွဲစဉ်နဲ့ဂျာယမကစားခဲ့တဲ့ပွဲစဉ်ကိုပြန်ပြီးကြည့်ရမယ်ဆိုတော့ပထမအကြော့ကတော့ PSG ကကျွန်တော်ဒီအဝေးခွင်းမှာတကူကူမရှိတဲ့နိုင်လိုက်တဲ့ဆိုတဲ့အတွက်ကြောင့်ဒီပွဲအိမ်ခွင်းမှာသူတို့ဒီပို့ပြီးတော့နောက်ဆင့်တက်ဖို့တော့ရေပန်းစားသွားပြီအဲနောက်ဆင့်တက်ဖို့တော့လည်းပို့ပြီးတော့အချိန်ကြီးကောင်းသွားခဲ့တယ်ပေါ့ကစားခဲ့တဲ့ခြေစမ်းမင်းကြီးကလည်း PSG နဲ့နိုင်ပွဲနဲ့ထိုက်တန်တယ်အာဆင်နယ်အနေနဲ့တော့တိုက်စစ်ပိုင်းနဲ့လေးသွားတာမှာရုန်းကန်နေရတဲ့အပြင်ဟိုမှာ Thomas Partey မပါတဲ့ကွင်းလယ်ဟာတစ်ဖက်က Vitinha ဟာတို့ John Neves တို့ Fabian Ruiz ရဲ့ကွင်းလယ်ဟိုတော့ Declan Rice ရဲ့ OD ကဲ့ရဲ့ Mivino ရဲ့ကွင်းလယ်ဟာလောအားနှုံးမှာရောကျွန်တော်တို့ကစားတဲ့ပုံစံမှာရောနည်းနည်းလေး ရုံးကန်ခဲ့ပြီးမရှင်နိုင်ခဲ့တာတွေ့ခဲ့ရတယ်။ဒီဒုတိယကြော့ပွဲစဉ်မှာတော့ Thomas Partey ပြန်ပြီးပါပြီပေါ့။ဒါပေမဲ့လည်းအာဆင်နယ်ရဲ့တိုက်စစ်ပိုင်းကပြီးခဲ့တဲ့အကြုံနဲ့ပြည်ကျင်းတဲ့ပထမအကြော့မှာဆိုရင်တော့အရင်တော့ခွင်းနေမြန်မြန်ဆဆမရခဲ့ဘူး။ရရှိခဲ့တဲ့ Trossers နဲ့ Martinez တို့ရဲ့အခွင့်အရေးကတော့အာဆင်နယ်ကိုရောက်ဖို့အတွက်နှိစက်ခဲ့သူတစ်ဖက်ကလည်း Osmani Dembele ရဲ့ twin goal အပြီးမှာဒုတိယဘက်မှာရရှိခဲ့တဲ့ Barcola တို့ Goncalo Ramos ရဲ့အဆုံးသက်အခွင့်အရေးတွေကတေချာခဲ့မယ်ဆိုရင်တော့ PSG လည်းဒီထက်ပိုပြီးတော့ပြတ်သားရနိုင်မယ်လို့ပဲဖော်ဆောင်နိုင်ခဲ့မှာ။ဒါပေမဲ့လည်းနှစ်သိန်းလုံးရဲ့ကစားသမားတွေအခွင့်အရေးကိုကိုယ်စီအတုံးမချနိုင်တာဖြစ်တဲ့ကြောင့်မို့တကူးကူးမရှိနိုင်ပဲပွက်ပြီးွားတယ်။ဒီပွဲစဉ်မှာတော့ PSG အနေနဲ့ပို ီးတော့အာဆင်နယ်ထက်ဆိုင်တော့နည်းနည်းလေးပူကစားတာကောင်းခဲ့တဲ့အသင်ဖြစ်ခဲ့တယ်ဗျ။ဒီဒုတိယကြော်ပွဲစဉ်မှာတော့အင်ကူးမှာရှင်မြန်ကစားရမယ်။ပြီးတော့ဂျာရဲမှာရှင်မြန်ကစားခဲ့တဲ့ကြော်ဒီပွဲစဉ်လိပွဲစဉ်တွေမှာလည်းနှစ်သင်းလုံးကကြော်ဒီကိုစီရှုံးနေခဲ့တယ်။ PSG ကအဝေးကမှာနှစ်ဂိုးတစ်ဂိုးနဲ့ရှုံးလို့အာဆင်နယ်ကလည်းအင်ကူးမှာနှစ်ဂိုးတစ်ဂိုးနဲ့ရှုံးတယ်။ဒါပေမဲ့ထူးခြားတာတစ်ခုက PSG ကသူတို့အသင်းရဲ့ကစားသမား၁၁ယောက်မှာဂျာအိုနီဗက်စ်ကလွင်ကျန်တဲ့ကစားသမား၁၀ယောက်လုံးကိုသူမအဆအရင်ကစားသမားတွေတုံးရတယ်။ဂျာအိုနီဗက်စ်ကိုလည်းမိနစ်60လောက်မှာလူစားလေးပြီးတုံးရတာတွေ့ရဆိုတော့သူတို့အသင်းရဲ့ကစားသမားတွေရောဒီပွဲစဉ်အတွက်ကစားသမားအဓိကကစားသမား၁၁ယောက်လုံးအင်ပြအပြလန်းလန်းဆန်းဆန်းနဲ့ တက်တက်ကြွတာရှိမြန်ကစားနိုင်မယ်ဒါပေမဲ့တစ်ဖက်ကအာဆင်နယ်ကကြောက်အဲ့ဒီနဲ့ဆန့်ကျင်ဘက်အဓိကကစားသမားအစုံလင်သုံးသွားတယ်ခန်းစစ်ကညာဘက်ချမ်းကရိုက်ဘက်ကစားနေတဲ့ဂျူရန်တင်ပါနဲ့ကွန်းလယ်ကမီခေမီဗီနိုတို့နှစ်ယောက်ပဲအနားရခဲ့ပြီးတော့ဒါတောင်မီခေမီဗီနိုလည်းဒုတိယပိုင်းမှာလူစားဝင်ကစားရတာရှိသလိုအသင်းရဲ့အဓိကကစားသမားဖြစ်တဲ့ဒီကလန်ရိုက်ဆိုသုံးဘက်ပါတေတို့အိုဒီကတ်တို့ရဲ့ကွန်းလယ်တိုက်စစ်ကဆာကာတို့မာဒီနယ်လီတို့ထရော့စ်တို့ရဲ့တိုက်စစ်နဲ့ခန်းစစ်ကဆလီဘာတို့ကီဝီယောတို့ကအဆ ဗေဘချန်လူးဝစ်ကယ်လီကိုဒမဒေးဗစ်ရောဟာအဆုံးအကုန်လုံးအပြည့်စုံ၃ဝါးရဲ့ဒါနဲ့မှာအင်ကွင်းမှာရှုံးကွဲကြုံတွေ့လိုက်ရတယ်ဆိုတော့အာဆင်နယ်အနေနဲ့တော့ကျွန်တော်တခုပြန်ပြီးစဉ်းစားမိတာအာဆင်နယ်အသင်းနီးပြအာဒီတာအနေနဲ့ဒီပွဲစဉ်မှာဘာကြောင့်ဒီလိုမျိုးလူစင်းကိုအတုံးပြုတ်ခဲ့တယ်လဲပေါ့အတုံးပြုတ်ခဲ့တဲ့အပြုံမှာအသင်းရက်လက်မကောင်းခဲ့တဲ့ခါကျတော့အသင်းရဲ့ကစားသမားတွေစိတ်ပိုင်းဆိုင်ရာမှာပို့ပြီးတော့ထိခိုက်မှုတွေရှိလာမလားပေါ့နော်အဲ့ဒီပြန်ပြီးစောင့်ကြည့်ရဖို့ရှိပါလိမ့်မယ်ခင်ဗျ ဟုတ်ကဲ့ကိုဆိုတော့ဒါပထမအကြော့မှာတော့ဒါအာဆင်နယ်အသင်းရဲ့အိမ်ကွင်းဖြစ်တဲ့အတွက်ကျွန်တော်တို့အနေနဲ့ဒါအာဆင်နယ်အသင်းကိုပို့ပြီးတော့ဒါကျွန်တော်တို့ favor ပေးခဲ့ကြတယ်နော်ပို့ပြီးတော့သူ့အနေနဲ့ခြေစွမ်းကောင်းပြသနိုင်ခဲ့မယ်လို့ထင်ခဲ့ပေမဲ့ဒါပရိစိတ်ချာမင်းအသင်းကနောက်ဆုံးမှာတော့ဒါတကူနဲ့ဒါအနိုင်ရရှိသွားခဲ့ဒါပေမဲ့ဒါပွဲရလက်တွေရကြည်ပန်းနဲ့ကျွန်တော်တို့ဒါပွဲအချက်လက်တွေကိုပြန်ပြီးကြည့်မယ်ဆိုရင်တော့အာဆင်နယ်အသင်းလည်းဒါသူတို့ဒါအကောင်းဆုံးကစားခဲ့တာပဲဗျဆိုတော့ဒါပေမဲ့ဒါကျွန်တော်တို့ဒါပရိစိတ်ချာမင်းအသင်းကိုတော့ဒါ twin goal အဖြစ်နဲ့သူတို့ပြောင်းလဲပြီးတော့ဒါကျွန်တော်တို့ဒါတေရလက်တွေအနိုင်ရလက်တွေထွက်ပေါ်မှာစွမ်းဆောင်နိုင် ဲ့ဘူးဆိုတော့ Paris Saint-Germain အသင်းကပဲဒါ goal အဖြစ်နဲ့ဒါကြောင့်ပြောင်းလဲခဲ့ပြီးတော့ပဲဒါကျွန်တော်တို့1-0ဆိုတဲ့ရလဒ်နဲ့ဒါဆွတ်ဆောင်ခဲ့တာဗျဆိုတော့ဒုတိယအကြောင်းမှာတော့ဒါ Paris Saint-Germain အသင်းကသူတို့ရဲ့အိမ်ကွင်းဖြစ်တဲ့အတွက်ဂျာထဲမှာလည်းသူတို့ပွဲစဉ်မှာအဓိကကစားသမားတွေအားလုံးအနားပေးထားတာဖြစ်တဲ့အတွက်ဒီနေ့ပွဲစဉ်မှာသူတို့အင်ပြေအပြည့်နဲ့ကစားနိုင်ခဲ့မယ်တစ်ဖက်က Arsenal အသင်းကတော့ဒါအိမ်ကွင်းမှာလာကျွန်တော်တို့ဂုံသိန်းခါပိုင်းဆိုင်ရာအရာမှာသူတို့အနေနဲ့လည်းဒါ AFC ဘုံဘုံအသင်းအကောင်းဆုံးဒါကျွန်တော်တို့ဒါအဲ့ခံပြီးတော့ကစားတယ်ဒါပေမဲ့သူတို့အနေနဲ့ဒါကျွန်တော်တို့ဒီလူစင်းအပြည့်စုံသုံးနာတော့မှပဲဒါ ကျွန်တော်ရှုံးပွဲကြုံတွေ့ခဲ့ရတယ်ဆိုတော့အခုပြောခဲ့သလိုပဲစိတ်သက်ပိုင်းဆိုင်ရာအရာမှာအာဆင်နယ်အသင်းရဲ့ကစားသမားတွေကထိခိုက်သွားနိုင်ခြင်းရှိမဲ့အနေအထားရှိတယ်ဆိုတော့ဒုတိယအကြောမှာသာသူတို့အနေနဲ့ကောင်းကောင်းမလုပ်ပြနိုင်ခဲ့ဘူးဆိုလို့ရှိရင်တော့ဘယ်လိုစစ်ချမယ့်အသင်းကဒါကျွန်တော်တို့ပို့ပြီးတော့အခွင့်အရေးတွေအခွင့်ကောင်းတွေအများကြီးဖန်တီးသွားနိုင်တယ်လို့ခန်းစားရတယ်ဒါပေမဲ့တခုရှိတာကဘယ်လိုစစ်ချမယ့်အသင်းအနေနဲ့သူတို့ရဲ့ဒါပြည်သင်းလီဂူးမှာဒါကျွန်တော်တို့ဒီနောက်ဆုံးပွဲစဉ်ပေါ့နော်နောက်ဆုံးပွဲစဉ်ဒါ nice နဲ့အသင်းနဲ့ပွဲစဉ်မတိုင်ခင်အထိသူတို့အနေနဲ့ရှုံးပွဲလုံးဝမရှိခဲ့တဲ့အနေအထားမှာ nice နဲ့အသင်းမှာသူတို့စပြီးတော့ရှုံးတယ်ပြီးတော့ဒါ ါကျွန်တော်တို့ဒီ Star Wars နဲ့အသင်းနဲ့ပွဲစဉ်မှာလည်းသူတို့အနေနဲ့အရန်လူစင်းနဲ့ကန်ပြီးတော့2-1ဆိုတဲ့ရလန်နဲ့အဝေးကွင်းမှာရှုံးနေဗျဆိုတော့ဒါသူတို့ရဲ့ဒါအရှုံးရလန်ထဲမှာနှစ်ပွဲထပ်ပြီးတော့ပေါင်းထည့်သွားတယ်ဆိုတဲ့သဘောမျိုးဖြစ်သွားတယ်အရင်တော့ကျွန်တော်ရှုံးပွဲလုံးဝမရှိခဲ့တဲ့အနေထားနေပြီးတော့ဒါနှစ်ပွဲဆက်တိုက်ပေါ့နော် League ဝမ်းမှာဒါတို့အနေနဲ့ရှုံးပွဲကြုံတွေ့နေရပြီ။ဒါပေမဲ့တို့အနေနဲ့ကဘာမှပြဿနာမရှိတာတခုကတို့အနေနဲ့ဒါထပ်ပြီးတော့ရှေ့ကပွဲစဉ်တွေထပ်ရှုံးအောင်မယ်ဆိုရင်တော့မှပဲတို့အနေနဲ့ချန်ပီယံစုဘလောက်ကိုဘာမှလက်လွတ်ပေးစရာအကြောင်းမရှိတော့ဘူးဆိုတော့ဒါကျွန်တော်ပဲဆွင့်ချမယ့်အသင်းကတော့အရင်ပေါ့နော်တို့အနေနဲ့ဒီအပေါ်မှာအာရုံထား ားစရာတော့တိတ်ပြီးမရှိတော့ဘူးလို့သူခန်းစားရတော့ချန်ပီယံလိဂ်ကိုပို့ပြီးအာယုံဆိုင်နေတယ်။ဒီအနေထားမှာအာဆင်နယ်အသင်းကကြတော့ဗျောင်းမြန်ဖြစ်ပြီးတော့ဒါပရီမီယာလိဂ်မှာလည်းသူတို့အနေနဲ့အာယုံသွားဆိုင်လိုက်တဲ့အနေအထားတစ်ခုကဒီချန်ပီယံလိဂ်ဒုတိယအကြော့ပွဲစဉ်မှာ effect ဖြစ်လာမလားဆိုတာကိုတော့ကျွန်တော်တို့ပွဲချိန်အတွင်းထဲမှာဆက်လက်စောင့်ကြည့်ရမှာဖြစ်လို့ဒါဒီနှစ်သင်းရဲ့ထိတိုက်တွေ့ဆုံမှုကလည်းပို့ပြီးစိတ်ဝင်စားဖို့ကောင်းလာတယ်လို့ပြောရမှာပဲဗျ။ ဟုတ်ကဲ့ပါကွေကျွန်တော်ဒါပရိစိတ်ချာမင်အသင်းနဲ့အာဆင်နယ်အသင်းတို့ကရှေ့မှာလဲဒါချန်ပီယံလိဂ်တွေမှာထိတိုက်တွေ့ဆုံမှုတွေရှိခဲ့တယ်ဆိုပေမဲ့ဒါနောက်ဆုံးပွဲစဉ်မှာတော့ဒါပရိစိတ်ချာမင်အသင်းနိုင်ပွဲတစ်ပွဲကိုထပ်ပြီးတော့ပေါင်းထည့်သွားနိုင်ခဲ့တယ်ဆိုတော့သူတို့နှစ်သင်းရဲ့ရှေ့ထိတိုက်တွေ့ဆုံမှုအကြောင်းလေးလည်းပြပြပေးပါအောင်ဗျာ ဟုတ်ကဲ့ပါကွယ် head to head ကိုပြန်ပြီးကြည့်ရမယ်ဆိုဒီနေ့သင်းကပထမအကြော့ကကျွန်တော်ဒီအမရိမှာရှင်မြန်ကစားခဲ့တဲ့ဒီ CE final ပထမအကြော့ပွဲစဉ်မတိုင်ခင်ဒီနေ့သင်းမှာဆိုရင်ပြန်ပြီးကြည့်ရမယ်ဆိုတော့အဆင်နဲ့ရပဲကျွန်တော်ဒီအမြဲတမ်းအသာစီးရခဲ့ရတွေ့ရတယ်အဲကျွန်တော်2016ခုနှစ်ကရှင်မြန်ကစားခဲ့တဲ့ Champion League Group Stage မှာဆိုတော့နှစ်ကြော့ပေါင်းကျွန်တော်ဒီတေရရလည်းပဲထွက်ခဲ့တယ် PSG ကွင်းမှာ1-1အဆင်နဲ့ကွင်းမှာ2-2ဒီရာသီပေါ့နော်ဒီရာသီ Lee Face မှာကစားခဲ့တဲ့အဆင်နဲ့သင်းရဲ့ Ingrain Emery မှာတော့အဆင်နဲ့သင်းကနှစ်ကိုကိုမရှိနဲ့နိုင်ပြီးတော့အသာစီးရခဲ့တယ်ပြီးတော့ဂျားထဲမှာရှင်မြန်ကစားခဲ့တဲ့ကျွန်တော်ဒီခြေစမ်းပွဲတွေပေါ့နော်ရာသီခြေစမ်းပွဲတွေမှာတော့အဆင်နဲ့က၅ဂိုးတခုနဲ့ ယ်နိုင်ခဲ့ဘူးလေဆိုတော့2018ကစာရင်းလေးတခုတော့ရှိတယ်အဲ့တော့ဒီအခု ဒီ semi final ပထမအကြော့ပွဲစဉ်က PSG တင်နိုင်လိုက်တာ Arsenal နဲ့ PSG head to head မှာပထမဆုံး PSG တင်ရဲ့နိုင်ပွဲဖြစ်သွားတယ်ပြီးတော့ Arsenal တင်ရလည်းသူတို့အတင်းရဲ့အိမ်ဝင်းမှာနှစ်ချိန်ရှင်ပြန်ကစားမှုတဲ့အချိန်မှာရှင်ဝင်းမရှိတာတဲ့အနေထားကနေသုံးချိန်မြောက်မှာရှင်ဝင်းကြုံတွေ့လိုက်ရတယ်ဆိုတဲ့အနေထားဖြစ်သွားတယ်ပြီးတော့ PSG ကပထမတစ်ခါတော့ကျွန်တော်ဒီ Leafs မှာတွေ့ခဲ့တဲ့ရှုံးချိုးကိုဆက်နိုင်ခဲ့တဲ့အပြင်မှာနောက်ထပ် final ကိုတက်ဖို့အတွက်ကျွန်တော်ဒီအခြေအနေကောင်းတစ်ခုပိုင်ဆိုင်သွားတယ်လို့ဆိုရမှာပေါ့နော်အဲ့တော့ဒီပွဲစဉ်ကျွန်တော်ဒီ PSG တင်ရဲ့အိမ်ဝင်းမှာပြန်တွေ့တဲ့အချိန်မှာတော့ Arsenal အနေနဲ့ပထမကြောရက်လက်ကိုပြောင်းပြန်လာနိုင်မှာဒါမှမဟုတ်ပဲ PSG ကပဲပထမကြောရက်လက်ကိုအသာစီး ူထားပြီးတော့အိမ်ကွင်းမှာတော့နောက်ထပ်ရက်လက်ကောင်တစ်ခုထပ်ရရှိပေါ်အောင်ပေါ့နော်ဆွတ်ဆောင်သွားနိုင်မှာအဲ့လေးပြင်ပြီးစောင့်ကြည့်ရဖို့ရှိပါလိမ့်မယ်ခင်ဗျာဟုတ်ကဲ့ကိုယ်ဆိုတော့ထိုင်တိုင်းတွေးဆမှုတွေအရာဘယ်လိုစင်ချမယ်အသင်းကလုံးဝဒါကျွန်တော်တို့အာဆင်နယ်အသင်းကိုဒါသူတို့အနေနဲ့တောက်လျှောက်ပေါ့နော်နိုင်ပွဲမရရှိခဲ့တာဆိုပေမဲ့နောက်ဆုံးဒီကျွန်တော်တို့အဲဒီပထမအကြော့ပွဲစဉ်ကြတော့မှဒါလျင်ဒါအိမ်ကွင်းမှာအာဆင်နယ်အသင်းကရှုံးနေခဲ့ပြီးဘယ်လိုစင်ချမယ်အသင်းကအဝေးကွင်းမှာ1-0ဆိုတဲ့ရလနဲ့အနိုင်ရရှိခဲ့တာကသူတို့ရဲ့ထိုင်တိုင်းတွေးဆမှုကနိုင်ပွဲတစ်ပွဲပေါင်းထည့်နိုင်ခဲ့တာဗျရှေ့ရပွဲစဉ်တွေမှာတော့အာဆင်နယ်အသင်းကတော့အများကြီးဒါကျွန်တော်တို့တာခဲ့တာကို ကျွန်တော်တွေ့ရတယ်ဒါပေမဲ့ပြောင်းစိတ်ချမယ့်အသိရဲ့ဒီရာသီခြေစွမ်းကောင်းတွေကိုလည်းကျွန်တော်မေ့ထားလို့မရဘူးဆိုတော့ဒါတို့ leaf face မှာနိုင်ခဲ့တဲ့ပုံစံမျိုး Arsenal အသိရဲ့ထပ်မံပြီးတော့ဒါအနိုင်ရရှိဖို့အတွက်ကတော့ပို့ပြီးတော့ခက်ခဲလာလိမ့်မယ်လို့ခံစားရတယ်ဗျပြီးတော့ပြောင်းစိတ်ချမယ့်အသိရဲ့လည်းဒါကျွန်တော်အရင်နှစ်တည်းထက်ဆာလို့ရှိရင်ဒီ Champion League Super Flaw ကိုဒီနှစ်မှာတို့အနေနဲ့ပို့ပြီးတော့အာယုံစိုက်နေရဆိုတာပေါ်လွင်စေတယ်ဗျတို့နဲ့ League One လည်းတက်ပြီးအာယုံစိုက်စရာမရှိတော့ဘူးဖြစ်တဲ့အတွက်ဒီ Champion League မှာအာယုံလာစိုက်နေတယ် Arsenal အသိရဲ့လည်းအဲ့ဒီလိုပဲဒါ Champion League မှာအာယုံစိုက်တယ်တို့နဲ့ Premier League ကိုတက်ပြီးတော့မျှော်လင့်ချက်မရှိတော့ ဘူးဆိုတဲ့အနေအထားတစ်ခုမှာသူတို့ချန်ပီယံလိကိုအာရုံစိုက်လာခဲ့တယ်ဆိုပေမဲ့နောက်ဆုံးမလိုအပ်တဲ့ဒါပရီးမီးယားလိပွဲစဉ်မှာသူတို့အနေနဲ့လူဆုံးထုတ်ပြီးတော့တုံးခဲ့တာကဒီပွဲစဉ်မှာလာပြီးတော့ effect ဖြစ်လာမလားပေါ့နော်ဆိုတော့ဒုတိယအကြော့မှာသူတို့အနေနဲ့အနိုင်ရရှိဖို့အသေးအံလိုအပ်နေတဲ့အနေအထားတစ်ခုကနေပြီးတော့ဒါဂျားပွဲစဉ်တစ်ခုကသူတို့အနေနဲ့လွဲချော်သွားဖို့အတွက်ဒါကျွန်တော်တို့တစ်ခုခုမြဖြစ်လာမလားပေါ့နော်ဆိုတော့ဒါလေးကျွန်တော်တစ်ချက်စိုးရိမ်ပြီးရဲ့ Brandon Chamber အတင်ရတော့ဒါသူတို့ရဲ့ပထမအကြော့ထပ်တော်ကောင်းတဲ့ပုံစံမျိုးတစ်ခုကိုကျွန်တော်တို့မြင်တွေ့လာရနိုင်ရည်ရှိတယ်ဆိုတော့ဒီနေ့ပွဲစဉ်မှာတော့သူတို့ရဲ့အိမ်ကွင်းမှာဘယ်လောက်ထိစွမ်းဆောင်ရည်ပြနိုင်မလဲဆိုတော့စောင့်ကြည့်ရမှာဖြစ် goodbye. ဟုတ်ကဲ့ပါကွေကျွန်တော် parent charming အသင်းကဂျားထဲမှာလဲသူတို့အနေနဲ့ကစားသမားတွေဒါသူတို့ရဲ့အဓိကကစားသမားတွေအနားရထားတယ်။နောက်ကျွန်တော်ဒန်ယာရကစားသမားမှာလဲကျွန်တော်တို့အရင်နေပါနေရဲ့အချက်တစ်ချက်တော့ရှိရအာဆင်နယ်အသင်းကတော့သူတို့ရဲ့အဓိကကစားသမားတော်တော်များများကဒန်ယာပြဿနာကြုံတွေ့နေရတယ်။ဒီထဲမှာမှာကွင်းလဲကစားသမားတွေထပ်ပြီးတော့ပေါင်းထည့်သွားတယ်ဗျ။ဆိုတော့ဒါကြောင့်ဂျားထဲမှာလဲသူတို့အနေနဲ့ဒါဂျားပွဲစဉ်နော် Premier League ကိုသူတို့ဒါလူဆုံးထုတ်ပြီးတော့ကန်ခဲ့တယ်ဆိုတဲ့အနေအထားတစ်ခုမှာဒီနေ့ပွဲစဉ်မှာလာပြီးတော့သူတို့ရဲ့ကစားသမားတွေပေါ့နော်ဆိုတော့စိတ်တဲ့ပိုင်းဆိုင်ရာအရာကိုချန့်ခံရေးပိုင်းဆိုင် ရအရောက်အနေငယ်ယောနေနေမလားပေါ့နော်ဒါလေးတစ်ချက်စိုးရိမ်ပြီးတော့ဖြစ်တဲ့အတွက်ဒီနေ့ပွဲစဉ်မှာတွန်းရှိချာမင်းအသင်ကတော့အကောင်းဆုံးလူစီရင်တစ်ခုတော့ထပ်ပြီးတော့ထုတ်လာအောင်မယ်အာဆင်နယ်အသင်အားကိုဘလို့အလှအပြောင်းလေးတွေများဖြစ်လာနိုင်မလဲအခုအမြင်လေးကိုပြောပြပေးပါဦး ဟုတ်ကဲ့ပါကိုကြော်ဒီနှစ်သိန်းလုံးရဲ့ကျော်ဒန်ရဆင်အရာတော့အာဆင်နယ်သင်းနေတဲ့ဒန်ရကစားသမားပူပြီးများနေတာတွေ့ရတယ် PSG ကတော့ကင်ပါဘီတယောက်ပဲကျွန်တော်ဒန်ရဆင်ပြဿနာမှာရှိတယ်ဒါပေမဲ့တခုပြန်ပြီးတော့ကျွန်တော်တို့သိရတဲ့သတင်းရတော့အဲ PSG အသင်းရဲ့အဓိကတော်မကစားသမားဖြစ်တဲ့ Osmani Dembele အနေနဲ့ hamstring injury ကြောင့်ကျွန်တော်ဒီပြီးခဲ့တဲ့ရက်ပိုင်းကကျွန်တော် training day မှာတော့အနေငယ်လေးလွှဲချုပ်မှုလေးရှိခဲ့ရတွေ့ရတယ်ဒါပေမဲ့ဒီပွဲစဉ်မှာတော့ပြန်ပြီးတော့ပါဝင်လာနိုင်ွယ်ရှိတယ်အဲ့ဒါလေးကိုကျွန်တော်တစ်ချက်ပြန်ပြီးစောင့်ကြည့်ရမယ်ဗျ Okay Dembele ကမပါဝင်နိုင်ဘူးဆိုရင်တော့ဒါအာဆင်နယ်အတွက်အခွင့်အရေးကောင်းတစ်ခုဖြစ်လာနိုင်တယ်ဒါပေမဲ့ Dembele အနေနဲ့အဲကျွန်တော်ပုံမှန်ဒဏ်ရာအသေး းစားကြောင်လား training လေးနည်းနည်းပေါ့ပေါ့လွှဲချော်ခဲ့တယ်ပုံမှန်ကျွန်တော်ဒီပွဲချိန်ကစားတဲ့အခါကျရင်ပြပောင်းလာနိုင်မယ်ဆိုရင်တော့အရင်ကြီးတော့ကျွန်တော်တို့ဘာမှတော့ PG တွေတော့အကျိုးတရားမှုတော့ရှိမှာမဟုတ်ဘူးအဲ့တော့ PG တင်းရဲ့ဒန်ရဆင်းအနေထားတော့ capability ရောက်ပဲသေးကြပေါ့လွှဲချော်ဖို့ရှိပြီးတော့ Dembele ရဲ့အနေထားတော့ပြန်ပြီးစောင့်ကြည့်ရမယ်ပါဝင်ဖို့တော့ယာကန်တို့များတဲ့အနေထားမှာရှိရပြီဒါပေမဲ့တစ်ဖက်က Arsenal ကကျတော့အခန်းစစ်ကကျွန်တော် Gabriel တို့ Tomiyasu တို့သေကြပေါ့ကျွန်တော်ဒန်ရကြောင့်လွှဲချော်မှာဖြစ်လို့တိုက်စပိုင်းက Gabriel Jesus, Kai Havertz လွှဲချော်ဖို့မယ် Georgin ဟိုကွင်းလယ်မှာလွှဲချော်မယ်အဲ့ဒါအပြင်မှာပြီးခဲ့တဲ့ပွဲမှာဝင်ရောက်ကစားခဲ့တယ်ပေါ့နော်ကျွန်တော် Odegaard ဒီပွဲစဉ်မှာပါဝင်ဖို့မသေးကြဘူး Julian Temba ာမသေးကြဘူး color free roy လည်းမသေးကြဘူးဆိုတဲ့အနေထားမှာတော့ od gap ကိုကျွန်တော် တင်ပါရောထပ်ပြီးတော့ဒီပွဲစဉ်ကိုလွဲချုံမယ်ဆိုတော့အစင်တော့တော်တော်လေးကိုခက်ခက်ခဲခဲနဲ့ရင်ဆိုင်လာနိုင်အောင်ပဲရှိတယ်ဒါပေမဲ့ od gap နဲ့တင်ပါလည်းဒီပွဲစဉ်မှာ damily need to ပဲပေါ့နော်ကျွန်တော်ပွဲကစားပို့နေတဲ့အခါကျရင်တော့ပြန်ပြီးတော့အသင်းလူစင်းနဲ့ပြန်ပူးပေါင်းနိုင်မယ်ထင်ပါရဲ့ဗျအဲ့တော့နှစ်သင်းလုံးရဲ့လူစင်းရတော့ psg ရောသေးကြတယ်ပထမအကြော line နဲ့အတိုင်းပဲဘာမှအသိအပြောင်းလဲ ဘာမှဆိုရတဲ့ဆိုင်100%နေပါအပြောင်းလဲလုံးမှာမဟုတ်ပါဘူးပွဲထွက်လာမယ်အာဆင်နယ်ကတော့နည်းနည်းငယ်လေးအပြောင်းလဲလုံးမယ်ဘုံပေါက်နဲ့ပွဲမှာလည်းအဓိကကစားသမားအဆုံတွေတော်တော်များများပြန်ပြီးသုံးခဲ့ရတာဆိုတော့နည်းနည်းလေးတော့ပြဿနာတော့ရှိနေမယ်ဗျအဲ့တော့ဖြစ်နိုင်မွဲ PSG တဲ့လူစင်းကိုပြန်ပြီးကြည့်ရမယ်ဆိုတော့ကိုသမားနေရာမှာတော့ဒိုနီယာဒိုနိုရာမပြန်ပြီးပွဲထွက်လာမယ်ဘဘချန်ခန်စစ်မှာတော့နူနူမန်ဒက်စ်ညာဘချန်ခန်စစ်မှာတော့ဒီပွဲစဉ်မှာဟာကီမီခန်စစ်အတွင်းတို့နေရာမှာတော့ကျွန်တော်ဒီပွဲစဉ်မှာလည်းပြီးခဲ့တဲ့ပွဲစဉ်အတိုင်းပဲမာကွင်ဟုတ်စ်နဲ့ပါချိုကွင်းလယ်မှာတော့ကျွန်တော်ဒီဗီတင်ဟာဂျာအိုနီဗတ်စ်နဲ့ပြီးရင်နောက်တဲ့ဖေဗရီယာရူ့စ်ဒီကွင်းလယ်ကတော့လှုပ်အားနှုတ်တော်တော်လေးကောင်းတာလေကျွန်တော်ပြီးခဲ့တဲ့အာဆင်နယ်နဲ့ပထမအကြ ော်ပွဲစဉ်တွေမှာရောပြီးတော့16သင်းစဉ်တွေ quarter final တွေအစ်စ်နေမှာရှင်မြန်ကစားခဲ့တယ် Liverpool တို့ Aston Villa နဲ့ပွဲစဉ်မှာကျွန်တော်တွေ့ခဲ့ရတယ်တိုက်စစ်ပိုင်းမှာဆိုလဲ Cavrasha Clea Bebe Chan မှာရှိမှာဖြစ်လို့ညာဘက်ချမ်းမှာတော့ Doi Number 9 row မှာတော့ Firo ပုံစံမျိုးနဲ့ကစားနေတယ် Osmani Dembele ပဲပြန်ပြီးပွဲထွက်လာဖို့ရှိပါလိမ့်မယ်ဗျအဲ့တော့ Arsenal အသင်းဖြစ်နိုင်မလို့လူစုံပြန်ပြီးကြည့်ရမယ်ဆိုတော့ Arsenal ကတော့ဒီပွဲစဉ်မှာပြီးခဲ့တဲ့ပထမကျောပွဲစဉ်ကပွဲပဲပြတဲ့ကြောင့်မပေါ်ဝင်နိုင်တဲ့သုံးဘက်ပါတီပြန်ပါဝင်လာမှာဖြစ်တဲ့ကြောင့်ကွင်းလင်မှာတော့ကျွန်တော်လူအင်အားပြန်ပြီးပြည့်စုံလာပြီဒါမဲ့ OD ကက်ကအနေထားလေးပြန်ပြီးစောင့်ကြည့်ရမယ်ကုသမနေရာမှာအဲ့ဆိုပြန်ပြီးပွဲထွက်လာဖို့ရှိတာ David Raya Bebe Chan ခံစ င်မှာတော့ Lewis Kelly ညာဘက်ချမ်းခံစင်မှာတော့ Timber မကစားနိုင်ဘူးဆိုတော့ Van Wyk ကစားမယ်ဒါပေမဲ့ Timber ကစားနိုင်တယ်ဆိုတော့ Timber ခံစစ်အတွင်းလို့နေမှာတော့ Kivior နဲ့ Saliba ကွင်းလယ်အတွက်ဖက်တွေမှာတော့သူတို့အတင်းရဲ့အကောင်းဆုံးကွင်းလယ်အတွက်ဖက်ဖြစ်တဲ့ Declan Rice, Thomas Partey နဲ့ Odegaard အဲ့တော့ Odegaard ကဒီပွဲစဉ်တော့ကြံ့ခိုင်မှုမပြေပါဘူးဆိုတော့နည်းနည်းလေးပြန်ပြီးတော့စဉ်းစားဖို့ရှိမယ် Trossard တို့ဘာလို့ပြန်ပြီးမြင်ရမှာဒါမှမဟုတ် Minamino ဘာလို့ပြန်ပြီးစဉ်းဆော့မလားဘောနော်တက်စစ်ပိုင်းမှာတော့ပုံမှန်တိုင်းဆိုတော့ညာဘက်ချမ်းမှာ Saka, ဘယ်ဘက်ချမ်းမှာ Martinelli, Number 9 room မှာတော့နောက်ပိုင်းပွဲစဉ်တွေမှာတောက်ချောက်ကစားနေတဲ့ Mikel Minamino အကဲ Odegaard ကမှကစားနိုင်လို့ Minamino ကွင်းလယ်စဉ်းစားမယ်ဆိုတော့ Trossard ကိုတွေးရဖို့ရှိလိမ့်မယ်ဗျာအဲ့တော့ ါစင်တွေမှာလည်းအများကြီးတော့ရွေးချယ်စရာမရှိဘူး။ဒန်ရဆင်းရဲရအောင်သူတို့အတင်းရဲ့ line နဲ့၁၁ယောက်အပြည့်အဝလူဆင်းရဲအောင်ပြီးခဲ့တဲ့ပွဲစဉ်တွေတိုင်းပဲထပ်ပြီးတော့အနည်းဆုံးနဲ့ပွဲထွက်လာမယ်။တခုရှိတာကတော့ဂျာရဲထဲမှာပူမောက်ကိုလူဆုံးထုတ်သုံးကန်ခဲ့ပြီးတော့မှရက်လက်မကောင်းခဲ့နိုင်တဲ့အတွက်ကြောင့်ဒီကစားသမားတွေရဲ့ physically ပိုင်းရအောင် mentally ပိုင်းရအောင်နည်းနည်းလေးတော့ပို့ပြီးတော့ထိခိုက်မှုတွေရှိမယ်လို့ကျွန်တော်ထင်မိတယ်။အဲ့တော့ဒီတစ်ချိန်တွေ့ဆုံခဲ့တဲ့ PSG အတင်းနဲ့ semi final ဆင်ဒုတိယကျောက်ပွဲစဉ်မှာတော့အာဆင်နယ်ကစားသမားအနေနဲ့ဘလူးမူးများပွဲစားတဲ့အတုံးမြန်ကစားနိုင်မလဲဆိုတာစောင့်ကြည့်ရဖို့ရှိပါလိမ့်မယ်ဗျာ။ ဟုတ်ကဲ့ကိုဆိုတော့တခုရှိတာကအာဆင်နယ်ဘက်မှာတော့အနိုင်ငယ်အပြောင်းလဲလေးတွေကျွန်တော်တို့မြင်တွေ့ရနိုင်ရရှိတယ်ပေါ့နော်ဆိုတော့ဂျာထဲမှာလည်းသူတို့ဒါဒီလူစင်ရဲ့ကံခဲ့ရတာဆိုတော့နော်အိုဒီကန်ကဒန်ရလလူစင်ရဲ့ပေါင်းထည့်သွားတယ်တင်ပါလည်းဒန်ရလူစင်ရဲ့ပေါင်းထည့်သွားဆိုတော့ပထမအချုံကလူစင်ရဲ့အတိုင်းသူတို့ထုတ်နိုင်မှုဆိုတာလည်းဒါတော်တော်လေးကိုခက်ခဲသွားပြီဒါသောမက်စ်ပါတီတော့ပြန်ပြီးပေါဝင်လာမယ်ဒါပေမဲ့သောမက်စ်ပါတီပေါဝင်လာပြီးတော့အိုဒီကန်မရှိတော့တာဖြစ်တဲ့အတွက်ဒါမေရီနိုကဒီနေရာကိုပြန်ပြီးဆင်းကစားရတဲ့ပုံစံမျိုးပဲကျွန်တော်မြင်တွေ့ရနိုင်ရရှိတယ်ဒါမှမဟုတ်ကျွန်တော်အိုဒီကန်ပြန်ပြီးပေါဝင်လာနိုင်ခဲ့မဲ့ဆိုရင်တော့မှပဲဂျူလီယန်တင်ပါကဒါ ျွန်တော်တို့ဒဏ်ရာရရှိသွားခဲ့တယ်ဆိုလို့ရှိရင်ပြန်ပြီးမပါဝင်နိုင်ခဲ့ဘူးဆိုလို့ရှိရင်တော့ Thomas Party ဒီနေရာကိုစဉ်းကစားရတာလည်းဖြစ်ကောင်းဖြစ်သွားနိုင်တယ်ဗျာရှေ့မှာလည်းဒီလိုစဉ်းကစားမျိုးအမျိုးတွေကျွန်တော်မြင်တွေ့ခဲ့ရတယ်ဆိုတော့အကေ Arsenal အသင်းကတော့သူတို့အနေနဲ့ဒါရာသီနောက်ပိုင်းလည်းရောက်လာတယ်နောက်ကျွန်တော်တို့ဒါဒဏ်ရာရကစားသမားတွေလည်းများပြားနေတယ်နောက်ကျွန်တော်တို့ဒီ tight set ပိုင်းကစားသမားတွေဒဏ်ရာရရှိနေတဲ့အနေအထားတစ်ခုကလည်းသူတို့ရဲ့လူစည်းရင်းကိုဒါကျွန်တော်တို့တကယ်ဟိုဒီပုံသေးပေါ့နော်ဆိုတော့ဒါကွင်းလက်ကစားသမားကွင်းလက်နေရာဒါကျွန်တော် tight set ကစားသမား tight set နေရာဆိုတာမျိုးမဟုတ်ဘဲနဲ့သူတို့အနေနဲ့ rotation လုပ်ပြီးတော့ဒါကျွန်တော်ကစားပုံကိုပြောင်းလဲပြီးတော့ကစားနေ နေရတယ်ဗျာဆိုတော့ trosser ကစားအောင်မယ်ဆိုလို့ရှိရင်တော့ဒီနေ့ပွဲစဉ်မှာသူတို့အနေနဲ့အနေငယ်ပေါ့နော်ဆိုတော့ဒီတိုက်စစ်ပိုင်းမှာအားနည်းသွားလိမ့်မယ်လို့ကျွန်တော်ခန့်စားရတယ်ဆိုတော့ merino ဒီနေ့မှာပြန်ပြီးတော့ထားလာအောင်မလားဒါမှမို့ merino အနေနဲ့ဒါကျွန်တော်တို့ဒါ အော်တီကမပါဝင်နိုင်ခဲ့ဘူးဆိုလို့ရှင်တော့သူအနေနဲ့တေချာပေါ့ဒါကျွန်တော်တို့အောက်ကိုဒါကွင်းလေကိုဆင်းပြီးတော့ကစားမယ်ဆိုတဲ့အနေထားတစ်ခုပေါ့ဆိုတော့အာဆန်နယ်ဘက်မှာကတော့အနေငယ်အားနည်းချက်လေးတွေကတော့ကျွန်တော်တို့မြင်တွေ့နေရတော့မယ်ဆိုတော့ဒီနေ့ပွဲစဉ်မှာတော့တို့အနေနဲ့အကောင်းဆုံးကစားနိုင်ပါမလားဆိုတာလေးအနေငယ်တန်တရားဖြစ်မိရပေါ့တစ်ဖက်ကကြည့်မယ်ဆိုရင်တော့ဒါ PSG အသင်းရဲ့ဒါကျွန်တော်တို့ နော်ကွင်းလယ်နဲ့တိုက်စစ်ပိုင်းအရာဒီအာဆင်နယ်ရဲ့ကွင်းလယ်ရဲ့တိုက်စစ်ကိုပို့ပြီးတော့သူတို့အနေနဲ့ခြေမုံးနိုင်စွမ်းရှိတယ်ပေါ့နော်ဆိုပို့ပြီးတော့အင်အားတောင့်တင်းနေရဆိုတဲ့အနေအထားတစ်ခုတော့ကျွန်တော်မြင်တွေ့နေရတယ်ဒါပေမဲ့ကျွန်တော်ဒီနေ့ပွဲစဉ်မှာဒမ်ဘီလီပါဝင်လာနိုင်ပါမလားပေါ့ဒါလေးရောတစ်ချက်ဆိုရင်မြည်အခေမပါဝင်နိုင်ဘူးဆိုရင်တော့အာဆင်နယ်အသင်းအတွက်ဒါတကယ်ကိုအခွင့်အရေးကောင်းတစ်ခုပိုင်ဆိုင်သွားမှာဗျာအခေပြန်ပြီးပါဝင်လာခဲ့မယ်ဆိုလို့ရှိရင်တော့ဒါအာဆင်နယ်အသင်းအတွက်တော်တော်လေးကိုတတိထားကစားမယ်အနေအထားတစ်ခုဆိုတော့လူစင်းမိုင်းဆိုင်ရာအရာမှာတော့ပို့ပြီးတော့အားနည်းနေရအာဆင်နယ်အသင်းဖြစ်သွားတယ်ပထမအချောထက်တောင်သူတို့အနေနဲ့အားနည်းသွားတဲ့အနေအထား ထားတစ်ခုဆိုတော့ပယ်ရိုစင်ချာမင်အတင်းအားတော့ဒမ်ဘီလီပါဝင်လာမှာမပါဝင်လာနိုင်ပါတော့ဒါလေးကိုတစ်ချက်ဆောင်ကြည့်ရမယ်ဆိုတော့တေချာတာတကူကတော့ပါဝင်လာဖို့ရာဂိုင်တော့များနေရဖြစ်တဲ့အတွက်ဒါပယ်ရိုစင်ချာမင်အတင်းလူစင်းအင်အားပိုင်းပို့ပြီးတော့တောင်းတင်းနေရတော့သဘောကျမိရဲ့ဗျာ ဟုတ်ကဲ့ပါကိုဒီတစ်ခေါက်ဒါပန်ဆင်ဂျာမင်အသင်းနဲ့အာဆင်နယ်အသင်းတို့ဒုတိယအကျော်ဖြစ်နေလာရောက်ပြီးတွေ့ဆုံရပြီဆိုတော့ဒီနေသားမှာပန်ဆင်ဂျာမင်အသင်းကတော့တေချာဘောက်တော့အင်ကွင်းလည်းဖြစ်တယ်လူစင်းအင်အားပိုင်းအရာရောသူတို့မှအားသွားချက်တွေပို့ပြီးတော့များသွားခဲ့ပြီဗျအာဆင်နယ်အသင်းအနေနဲ့ပထမအကျော်မှာသွားပြီးတော့ရှုံးထားခဲ့လိုက်တဲ့ရာလက်တစ်ခုဘောင်းမြန်လှန်ဖို့ဆိုရင်လို့ရှင်တော့ ဒီပထမအကြောင်းကလိုအားနှုန်းထက်နှစ်ဆသူတို့ပို့ပြီးတော့စ조사အားထုတ်ရလိမ့်မယ်ဒါပေမဲ့အဲ့ဒီလိုမျိုးဖြစ်နိုင်ခြေရှိတဲ့ဒါလူစင်းအင်အားပိုင်းရောနောက်ကျွန်တော်စိတ်သက်ခွန်အားပိုင်းရောသူတို့အနေနဲ့ပြည့်ပြည့်စုံစုံမှရှိနေပါမလားဆိုတော့လေကျွန်တော်တို့ဒါစိုးရိမ်မိတာဖြစ်တဲ့အတွက်အကို့အနေနဲ့ဆိုရင်ရောဒီနေ့ပွဲစဉ်မှာအင်ရှင် PSG အသင်းကပို့ပြီးအားသာချက်တွေများနေမလားအာဆင်နယ်အသင်းကပဲဒါကျွန်တော်ပထမအကြောင်းကိုပြောင်းပြန်လှန်နိုင်စွမ်းဒါသူတို့အနေနဲ့ရှိတယ်ဆိုတဲ့ဟာတခုကိုလုတ်ပြသွားနိုင်မလားပေါ့နော်ဆိုတော့အခုအမြင်လေးနဲ့ကိုရလက်လေးကိုလည်းခံမှန်းပေးပါအောင်ဗျာ โอเคပါကိုကျွန်တော်ကတော့ဒီပွဲစဉ်ပထမဆုံးတွေ့မိတာကျွန်တော်ဂျာယက်မှာအနာအပြေးဝရပြီဒီပွဲစဉ်ကိုလည်းလန်းဆန်းဆန်းတက်တက်ကြွကြွနဲ့ကျွန်တော်စိတ်ပိုင်းဆိုင်ရာကိုရုပ်ပိုင်းဆိုင်ရာကိုအစားအကောင်းဆုံး100% never ready ဖြစ်ပြီးတော့အရှင်မြန်ကစားလာမယ်အရှင် PSG အသင်းနဲ့ဂျာယက်ထဲမှာမလိုအပ်ဘဲနဲ့ကျွန်တော်ဒီလူစင်းကိုပေါ့နော်အရေးစုံပြီးအဓိကကစားသမားတော်တော်များများအသုံးပြုပြီးကစားလာပြီးတော့ရက်လက်ရှုံးသွားခဲ့တဲ့အတွက်စိတ်ပိုင်းဆိုင်ရာကိုရုပ်ပိုင်းဆိုင်ရာကိုထိကြိုက်ပြီးတော့လာကစားမယ်ဧည့်သည်အာဆင်နယ်အသင်းတို့ရဲ့ ပွဲစဉ်တစ်ပွဲကိုကျွန်တော်ပြန်ပြီးတော့စဉ်းစားမိတဲ့အနေအထားလေးဖြစ်သွားအဓိကတော့ဒီဟာလေးအားလုံးမှာအာဆင်နယ်ဒီပြအာတီတာမှာတာဝန်ရှိတယ်။ဘာကြောင့်လဲဆိုတော့ဒီဂျိုင်းမှာကစားခဲ့တဲ့ပရီးမီယာလိပွဲစဉ်မှာသူတို့အနေနဲ့ကျွန်တော်တို့ကအဆပါနော် အာဆင်နယ်ပရိသတ်တော်တော်များများအကုန်လုံးကအဆပေါ့ဒီပွဲစဉ်မှာ rotation လုပ်ပြီးတော့အရင်ကစားသမားတော်တော်များများနဲ့ပြန်ပြီးပွဲထွက်လာမယ်ထင်ခဲ့တာပဲဒါပေမဲ့ပွဲထွက်လာတဲ့လူစင်းအရာတော့သူတို့ဒီ BSC နဲ့ကစားခဲ့တဲ့ပွဲစဉ်ဟာကျွန်တော်တို့ Julian Timber နဲ့ Mikey Miwin တို့ကလွှဲကျွန်တဲ့ကစားသမားရဲ့အစုံလင်ပြန်ပြီးတော့အသင်းရဲ့ line နဲ့ဆက်တယောက်မှာပြန်ပြီးပွဲထွက်လာနိုင်ရတဲ့အဆိုရဲ့အနေအထားမှာပွဲကစားနေရင်လည်းကျွန်တော်တို့ဘုံမောက်သွင်းတဲ့ပွဲစဉ်မှာဆိုလဲ Arsenal အသင်းရဲ့ကစားသမားတွေပိုးပန်းတဲ့ပုံစံအောင်လဲကျွန်တော်တို့ညောင်းထင်းနေမြင်တွေ့ခဲ့ရတယ်ရက်လက်ပိုင်းကလည်းထိကြိုက်သွားတဲ့အတွက်ကြောင့် Premier League မှာဆိုလဲအခက်မသိရင်သို့သည်အဆင့်နဲ့နေရတော့အဲကျွန်တော်ရာသီကုန်တဲ့ခါကျရင်တိမ့်မှုအတွက်ခက်ခဲသွားတဲ့အနေအထားပုံမှန်ဆိုတော့ကျွန်တော်ဒီ PSG နဲ့ပွဲအတွက်ဒီဘုံမောက်နဲ့ပွဲမှာအရင်ကစားသမားတော်တော်များများအသုံးပြုပြီးတော့မှ PSG နဲ့ပွဲရက်လက်အပြီးမှာ final တက်ခဲ့သည်ရှိရင်လည်းကျွန်တော်ဂျာရဲ့ Premier League ပွဲစဉ်တွေမှာအဓိကကစားသမားတွေပြန်ပြီးသုံးလို့ရတာဖြစ်လို့ final မတက်ခဲ့ဘူးဆိုရင်လည်း Premier League ကိုပြန်ပြီးတော့အအောင်ဆိုက်လို့ရတဲ့ပွဲစဉ်သုံးပွဲရှိတယ်။ Champions League ဝင်ဝင်အတွက်လည်း9မှတ်လောက်ထိကွာဟနေတယ်ဆိုတဲ့အနေအထားမှာသို့တည်လည်းအရင်စိုးရင်စရာတော့မရှိတော့တဲ့အနေအထားမှာအနေငယ်လေးများသူ့အနေနဲ့အတွက်ချက်တွေမှားပြီးတော့အရေးဆုံးပြီးများအသုံးပြုလိုက်ခဲ့တာပါဗောနော်။အဲ့လိုလေးပြန်ပြီးစဉ်းစားမယ်။အဲ့တော့ Arsenal အသင်းရဲ့ဒီ PSG နဲ့ပွဲစဉ်မှာတာရှုံးနေခဲ့ပြီး Champions League ကနေထွက်ခွာခဲ့ရမယ်ဆိုရင်တော့အဓိကတာဝန်ရှိတာကတော့ Arsenal အသင်းရဲ့နီးပြအာတီတာမှာပို့ပြီးတော့တာဝန်ရှိလိမ့်မယ်။ဒီအတွက်လည်းသူတာဝန်ယူတဲ့အနေအထားလေးတစ်ခုတော့ကျွန်တော်ပြန်ပြီးတွေးမိရကြ။လက်ရှိခြေစ စမ်းပိုင်းကတော့ PSG ကတော့တော်တော်လေးကိုတည်ငြိမ်တဲ့အနေအထားမှာရှိတယ်။အဲဒီ PSG တဲ့အိမ်ဝင်းမှာပဲကျွန်တော်တို့ Liverpool တို့ Aston Villa တို့ Arsenal ရဲ့ပေါ့နော်ကျွန်တော်ဒီ Premier League ပြိုင်ဘက်တွေကိုထပ်ပြီးတော့သူတို့ကြော်ဖြတ်ခဲ့တယ်။ Liverpool ကိုလည်း ပြောရမယ်ဆိုရင်ကျွန်တော် PSG အိမ်ပွဲမှာရှုံးနေခဲ့ရဆိုမှကစားတဲ့ပုံစံမှာတော်တော်လေးကို PSG နေနဲ့ဆူဆူမူမူနဲ့ Liverpool ထိအားပေးပြီးကစားနိုင်တယ်တိုက်စစ်ပိုင်းကအဆုံးသက်ပိုင်းစွန့်ရင်လည်း Liverpool သင်းနဲ့ပွဲစဉ်မှာဆိုလည်း PSG အနေနဲ့တိုက်စစ်ပိုင်းကတော်တော်လေးကိုဆူဆူမူမူကစားနိုင်ခဲ့တယ်ရှုံး target တစ်ချိန်ပဲပေးခဲ့ပြီးအဲ့ twin goal တစ်ချိန်ကြောင့်လာရှုံးနေခဲ့တဲ့အနေအထားပြအစွန်ဗီလာကိုဆိုလည်းကျွန်တော်အိမ်ပွဲမှာ3-2နဲ့ကိုပြတ်နိုင်ခဲ့တယ်သူတို့ရဲ့တိုက်စစ်ပိုင်းရောကစားပုံတည်ငြိမ်မှုကိုပြတ်သားနိုင်တယ်အဲ့တော့ဒီတင်းချင်းတွဲဆောင်ခဲ့တဲ့နောက်ထပ် Premier League အသင်း Arsenal နဲ့ပွဲစဉ်မှာလည်းသူတို့ကပထမအကြော့မှာလည်းရက်လက်ကောင်းထားတာဆိုတော့အိမ်ပွဲမှာထပ်ပြီးတော့အကောင်းဆုံးရှင်မြန်ကစားဖို့မယ်ပြီးတော့သူတို့အသင်းရဲ့ကစားသမားတွေရဲ့စိ ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာပို့ပြီးတော့အသာစီးရရှိနေတာကိုလည်းထပ်ပြီးတော့အတုံးချောင်းမှာဆိုတော့အာဆင်နေနေတော့နောက်ထပ်ခက်ခဲတဲ့တပွဲကျွန်တော်ထပ်ပြီးတော့ကြုံတွေ့ရမယ့်ပွဲစဉ်တွေကိုတော့ကျွန်တော်ထင်မိတယ်ဗျအဲ့တော့တွင်းကိုရက်လက်အနေထားရပြန်ပြီးကြည့်ရမယ်ဆိုတော့ဒီပွဲစဉ်က PSG အသင်းအနေနဲ့အာဆင်နေအသင်းကိုထပ်ပြီးတော့အသာစီးရဖို့ရှိပြီးတော့အာဆင်နေနေတော့နိုင်ဖို့ရဖို့အတွက်ကရကနုံးမရှိလားဆိုတော့ရှိတယ်နောက်ဆုံးတက်ဖို့တော့လေသူတို့မှလည်းအခွင့်အရေးညွှန်းလဲချက်ရှိတယ်ဆိုပေမဲ့ဂျိုင်းကကစားခဲ့တဲ့ဘုံမောက်အသင်းရဲ့ပွဲစဉ်နဲ့ရက်လက်ပိုင်းဆိုင်ရာရောလူစင်းပိုင်းဆိုင်ရာရောကျွန်တော်တို့ဒီပွဲစဉ်မှာ PSG ကိုပို့ပြီးတော့ထပ်ပြီးတော့ကြာနေတတ်တယ်ပြည့် PSG အသင်းအနေနဲ့အိမ်ကွင်းမှာထပ်ပြီးတော့ရက်လက်ကောင်ရရှိနိုင်မယ်လို့လည်းထင်ပြီးတော့ PSG အသင်းအနေနဲ့အင်ဂွင်းမှာအာဆင်နယ်အသင်းကိုကပ်ပြီးတော့ဗောနော99နဲ့အနေထားမှာပို့ပြီးတော့ရကန်လုံးများနေပြီးတော့ twin go air ဆိုရင်ကျွန်တော်တို့1021ဆိုရဲ့ yellow နဲ့ PSG အသင်းအနေနဲ့နောက်တစ်ဆင့်ကိုတက်ရောက်သွားနိုင်မယ်နောက်ထပ်ပွဲကောင်းတစ်ပွဲကိုထပ်ပြီးတော့ဖော်ဆောင်နိုင်မယ်လို့ကျွန်တော်ထင်မိပါတယ်ဗျဟုတ်ကဲ့ကိုဆိုတော့ဒီတခေါက်ကတော့ဒါအာဆင်နယ်အသင်းအနေနဲ့ပထမအကြိမ်မှာသူတို့ပို့ပြီးတော့ကောင်းကောင်းမွန်မွန်လုပ်ပြနိုင်ခဲ့တဲ့အသင်းနဲ့ဆိုတော့ဒါဆိုရင်တော့ဒါဒီတခေါက်ဒါ အဝေးကွင်းပွဲစဉ်မှာတော့သူတို့အနေနဲ့တောင်းတတတကစားမယ်အနေထားပြဒါပေမဲ့ဒါတောင်းတတတကစားမယ်အနေထား PSG အသင်းဖြစ်သွားတယ်ဆိုတော့သူတို့အနေနဲ့ဒါလူစင်ပိုင်းဆိုင်ရာအရာရောဒါနောက်တန်းတစ်ခုရှိတဲ့အနေထားကဒါ Paris Saint-Germain အသင်းအနေနဲ့ဒါသူတို့ဒါပထမအကြော့မှာပေါ့နော်ဆိုတော့ဒါအဝေးကွင်းမှာသွားပြီးတော့ပုံစံကောင်းတွေပြသထားနိုင်ခဲ့သလိုဒီတစ်ခေါက်မှာလည်းသူတို့ရဲ့ကစားသမားတွေကလုံးဝဒါ fresh ဖြစ်နေရဲဆိုတဲ့အနေထားဒါကျွန်တော်မြင်တွေ့ရတဲ့ပုံစံအရာ Paris Saint-Germain အသင်းအနေနဲ့ပထမအကြော့အလိုမျိုးရလက်ကိုတောင်သူတို့အနေနဲ့ကျင်းတဲ့တင်းတင်းနိုင်ဆိုတာမရှိဘဲနဲ့ဒုတိယအကြော့မှာလည်းသူတို့ ရရင်ရသက်လို့ဝင်ပေါ့နော်ကိုကိုတွေတွင်ကိုတွေတော့ကျွန်တော်တို့ဒါပွဲကိုစိုးမိုးထားမှုတွေကိုတို့ပို့ပြီးတော့လိုချင်တဲ့ပုံပဲဗျဒါကြောင့်ဒီတစ်ခေါက်မှာလည်းတို့အကောင်းဆုံးပြင်ဆင်ထားတာကိုကျွန်တော်မြင်တွေ့ရတယ်ဆိုတော့ဒီတစ်ခေါက်မှာတော့အာဆင်နယ်အသင်းတွေနဲ့ပထမအကြော့တက်ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲကိုတော့ကစားရမှာဗျဒီထဲမှာမှဂျားပွဲစဉ်မှာဒီအခုပြောခဲ့တယ်လို့ပဲဒီနီဘီယာအာဒီတာရဲ့ဒါပွဲထွက်ပုံကဒါကျွန်တော်ဘလို့မှအဆင်မပြေခဲ့ဘူးလို့ကျွန်တော်ခံစားရတယ်အဲဒါဒီကျွန်တော်ဒီတစ်ခေါက်ပွဲစဉ်မှာ effect လာပြီးတော့ဖြစ်လာနိုင်တယ်ဗျဒါကိုဒါကျွန်တော်အာဆင်နယ်အသင်းအနေနဲ့ဘယ်လိုမျိုးကြော်လွှားမလဲဆိုတဲ့အဟာကို ျွန်တော်တစ်ချက်ကြည့်ချင်သေးတယ်ဒါပေမဲ့ဒါ Arsenal အသင်းအနေနဲ့ဒီလိုမျိုးဒါ physical buy ရော mentality buy ရောသူတို့အနေနဲ့ဒါ တော်ပြီးထိခိုက်ထားတဲ့အနေအထားတကွာဒီနေ့ပွဲစဉ်မှာပါဒါအဖက်လာဖြစ်မယ်ဆိုရင်တော့ PSG အသင်းတော်ကတော့ဒါအလုံးစုံကောင်းတဲ့ပွဲစဉ်တပွဲတော့ဖြစ်သွားမှာဗျနောက်ထပ်ဒါတဆင့်ကိုတော်တော်ရရတက်လှမ်းသွားနိုင်မယ်ဆိုတဲ့အနေအထားတခုကိုအာဆင်နယ်အသင်းအနေနဲ့ဗျောင်းမြန်လှန်ဖို့ရာကတော့ဒီဂျားပွဲစဉ်ကြောင့်ပို့ပြီးခက်ခဲသွားခဲ့မယ်လို့ကျွန်တော်ခန့်စားရတယ်ဒါကြောင့်ဒီနေ့ပွဲစဉ်မှာဒါ PSG အသင်းကဒါအနိုင်ရရှိဖို့အတွက်ယာကင်တော့ပို့ပြီးများနေရဖြစ်ပြီးတော့အကယ်၍ဒါ PSG အသင်းကပထမအကြောနဲ့တော့မတူတဲ့ဒါကျွန်တော်တို့စွမ်းဆောင်ရည်တခုကိုဒါပြသနိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့ twin core တော့မြန်မြန်ဆဆဆ တို့တွင်းယူပြီးတော့နောက်ထပ်တစ်ဆင့်ကိုတက်လှမ်းသွားဖို့ရရာဂိုင်းတော့များတယ်ဆိုတဲ့အနေအထားတစ်ခုကိုကျွန်တော်မြင်တွေ့ရတယ်ဆိုတော့ဒီနေ့ပွဲစဉ်မှာ PSG အသင်းအနိုင်ရရှိခဲ့မယ်ဆိုလို့ရှိရင်တော့မှပဲဒါတွင်းကိုကျွန်တော်ပထမကြောက်ရလို့မျိုး1-0ဆိုတဲ့ရလဒ်မျိုးမဟုတ်ဘဲနဲ့အနည်းဆုံး2ခိုးပြတ်လောက်တဲ့နိုင်ပွဲတစ်ခုတော့ ဒါအနိုင်အရရှိသွားဖို့တော့ရှိတယ်။အာဆင်နယ်အသင်းအနေနဲ့ကတော့သွင်းကိုပြန်ပြီးတော့သွင်းယူနိုင်ခဲ့မယ်ဆိုရင်တော့တို့အနေနဲ့ဒါတကိုးလောက်ပေါ့နော်။ဆိုတော့ပြန်ပြီးသွင်းယူတော့နိုင်ရင်ရှိတယ်။အာဆင်နယ်အသင်းဘက်ကဒါဂိုးဖြတ်ခြေပြန်တဲ့အနိုင်ရရှိဖို့ဆိုတာတော့တော်တော်လေးကိုခက်ခဲလေးဦးမယ်ဦးမယ်ပွဲစဉ်တစ်ပွဲလို့တော့ခန်းစားပြီးတော့ဒါအကယ်၍အာဆင်နယ်အသင်းကအနိုင်ရရှိသွားမယ်ဆိုရင်တော့ဒါ PSG အသင်းအတွက်တော်တော်လေးကိုဒါစွမ်းဆောင်ရည်ညံပြင်းတဲ့အနေထားမျိုးမှသာဖြစ်နိုင်လိမ့်မယ်ဗျ။ပုံမှန်အနေထားဆိုရင်တော့ PSG အသင်းကတော့ဒီနေ့ပွဲစဉ်မှာနောက်ထပ်တစ်ဆင့်တက်လှမ်းသွားဖို့ရတယ်တို့မှာရာခိုင်နှုန်းအပြေအဝရှိနေတာဖြစ်တဲ့နောက်ကျွန်တော်တို့ဒါကစားသမားတွေအနေထားရ ောက်အင်ကွင်းအာသာချက်တွေအရောက်တို့အနေနဲ့အကောင်းဆုံးကြော်ဖြတ်သွားနိုင်ပြီးသွားတယ်ဆိုလို့ရှိရင်တော့ဒါဒါ twin goal အနေနဲ့ဆိုရင်တော့2 goal အသာလောင်းနဲ့ပဲနောက်တဲ့ဆီကိုတလန်သွားနိုင်မှုရှိရအာဆင်နယ်အသင်းအနေနဲ့ပြန်ပြီးကိုသွင်းမယ်ဆိုရင်တော့ဒါ2 goal လောက်ပြန်ပြီးတော့ twin ယူသွားနိုင်ရရှိရဆိုတော့ဒါ2-1ဆိုတဲ့ရလက်3-1ဆိုတဲ့ရလက်မျိုးတွေနဲ့ဖြစ်သွားနိုင်ရရှိရအကြိမ်ပြီးအာဆင်နယ်အသင်းသား goal ပြန်ပြီးတော့မ twin ယူနိုင်ခဲ့ဘူးတို့အနေနဲ့ twin goal twin ဖို့ဒါကျွန်တော်တို့ဒါပွဲကိုတည်နေရတဲ့ပဲအချိန် ကြာသွားခဲ့မယ်ဆိုလို့ရှိရင်တော့ BHG အသင်းရဲ့ဒါ twin goal တွေကိုပဲသူတို့ခံစားသွားဖို့ရရှိပြီးတော့ဒါ2-0ဆိုတဲ့ရလတ်လောက်နဲ့ဒါပွဲပြတ်သွားနိုင်ရည်ရှိတဲ့ပွဲစဉ်တစ်ပွဲလည်းဖြစ်သွားဖို့ရရှိပါတယ်ဗျ။ဟုတ်ကဲ့ပါကိုကြီးဒါဆိုရင်ကျွန်တော်တို့ဒါ PSC အသင်းနဲ့ Arsenal အသင်းတို့ရှင်ပြိုင်ကစားကြမယ့် Champions League Semi-final ဒုတိယအကြော့ပွဲစဉ်လေးရဲ့ပွဲချိန်လေးကိုလည်းကျွန်တော်ပြပြပေးပါအောင်ဗျ။ ဟုတ်ကဲ့ပါကွယ်ဒီပွဲစဉ်ကတော့ UEFA Champion League Semi Final အဆင့်ရဲ့ဒုတိယကျော်ပွဲစဉ်ဖြစ် PSG အသင်းနဲ့ Arsenal အသင်းတို့ဟာအခုလာမယ့်ဗိုလ်တဟူးနေ့ညနဲ့ကြာသပတေးနေ့နနက်တနင်္လာနေ့မှာရှင်ပြိုင်ကစားသကြမှာဖြစ်ပါတယ်ခင်ဗျာဒါကတော့ Paris Saint-Germain အသင်းနဲ့ Arsenal အသင်းတို့ရှင်ပြိုင်ကစားချမယ့် Champion League Semi Final ဒုတိယအကျော်ပွဲစဉ်ရဲ့ပွဲချုပ်သုံးသပ်ချက်စီစဉ်မှာဖြစ်ပါတယ်နောက်တဲ့ပွဲစဉ်နေနဲ့တူလဲပြန်လာခဲ့ပါဦးမယ်ဗျာ